ဟောလိဝုဒ်မင်းသားတွေဟောလိဝုဒ်မင်းသားတွေလို့စမတ်ကြကြန့်ခိုင်ပြီးတော့အင်ဂျီဝင်လိုက်တဲ့ confident အဖြစ်ရှိရှိနဲ့လက်မောင်းကျွတ်သားတစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့ကစားတော့ကစားနေတာပဲ bicep လက်မောင်းကျွတ်သားလေ့ကျင့်ခန်းတွေရှေ့လက်မောင်းကျွတ်သားလေ့ကျင့်ခန်းတွေကအများကြီးပဲဘာကစားရမှာလဲဟိုကလည်းကောင်းတော့တို့ဒီကလည်းကောင်းတော့တို့အဲ့တော့တိုင်ပတ်နေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးမှာတိကျတဲ့သိပ္ပံလေးကြလေ့လာတွေ့ရှိချက်တွေနဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေပေါင်းစပ်ပြီးတော့အဖြစ်တစ်ခုကိုပေးမှာဖြစ်တယ်။ Okay ဒီဗီဒီယိုလေးမှာတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ bicep ရဲ့ anatomy စပြီးတော့ပြောမယ်။နောက်ပြီးတော့သူ့ဤလုပ်ငန်းဆောင်တာ function ကိုဆက်ပြောမယ်။နောက်ပြီးတော့ကျွန်တော်တို့လေ့လာတွေ့ရှိချက်တွေအရ research data တွေအရဘယ်လေ့ကျင့်ငန်းကလုံဆောင်မှုအကောင်းဆုံးလဲအထူးရောက်ဆုံးလို့ဆိုထားလဲဆိုတာကိုတွားမယ်။နောက်ဆုံးအချက်အလက်အနေနဲ့ကျွန်တော်ရဲ့အတွေ့အကြုံတွေပေါင်းစပ်ပြီးတော့ဘယ်ဟာလေးကတော့ဘယ်လိုရှိရဲဆိုတာကို မိကုံးချုပ်အနေနဲ့ပြောပြမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီလေးချက်နဲ့သွားမယ်ပထမအဆုံး bicep ကအနာတမီကိုစကြည့်လိုက်အောင်ကျွန်တော်တို့ကတော့အလွယ်တကူ bicep လို့ပဲခေါ်တာပေါ့နော်နာမည်ပြည့်စုံကတော့ bicep brachii အ brachii ဆိုတဲ့စကားလုံးလေးကကျွန်တော်တို့ဒါ greek တို့ latin တို့ဘာသာစကားဆင်းသက်လာတဲ့မောင်းဆိုပြီးတော့အတိတ်ပဲရတာပေါ့နော်နောက်ပိုင်းမှာမှာ bicep brachii bicep လို့အလွယ်တကူခေါ်လိုက်တာ bicep ဆိုတာကနှစ်ကနန်းနှစ်ကနန်းနှစ်ခုပါတယ်။သူက long head ကဲ short head ကဲဆိုပြီးတော့နှစ်ခုပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ long head ကဲ insertion origin လေးကိုစကြည့်လိုက်အောင်။ လောင်ဟိုက်ကဲ origin ကကျွန်တော်တို့ scapula ရဲ့ဒီနားလေး scapula granite trapezius ရဲ့နေရာလေးမှာကျွန်တော်တို့စရတယ်အဓိကဒီ shoulder socket နားလေးမှာပေါ့နော်အဲ့ဒီမှာစရတယ် short head ကဲ origin ကလည်းဒီ scapula မှာပဲ coracoid process of scapula ဒီနားလေးမှာစရတယ်တွ scapula မှာစရတယ်ဆိုပေမဲ့ဒီဘက်မှာကျွန်တော်တို့ကအရွက်လေးနဲ့တွေ့ပြီးတော့ကျွန်တော်တို့ shoulder တစ်လျှောက်ဆင်းလာပြီးတော့ဒီအောက်ကိုဆက်တိုက်သွားတယ်ဘာမှသွားပြီးတော့စုံလဲဘာမှသွားပြီးတော့တွေ့ဆက်လဲဆိုရင်ကျွန်တော်တို့ radial tuberosity ဆိုတဲ့ဒီလက်ဖြန်နားလေးမှာပေါ့နော်အဲ့မှာသွားပြီးတော့အဆုံးသက်တယ်ဒါပေမဲ့ရုပ်တရက်ကြည့်မယ်ဆိုတော့ဒီမှာသွားစုံနေပေါ့နော်နှစ်ခုဖြာပြီးတော့ခွဲလာတယ်ဒီတနေရာမှာသွားစုံနေဆိုပေမဲ့သူကတစ်ဖက်မှာပြန်ပြီးတော့ချိတ်ထားသေးတယ်ကျွန်တော်တို့ဒီမှာဖာရှာအကြီးစားကြီးနဲ့ပြန်ပြီးတော့ဒီဘက်အရိုးကိုလည်းထပ်ချိတ်ထားတယ်တိတိကျကျပြောရင် bistepical aponeurosis ပေါ့အဲ့နားမှာထပ်ပြီးတော့ချိတ်ထားသေးတယ်အဲ့တော့ဒီဟာလေးကိုဘာလို့အသေးစိတ်အတိအကျပြောလဲဆိုတော့ ူ့ရဲ့လုပ်ငန်းဆောင်တာ action ကိုပြောတဲ့နေရာမှာတချို့ဟာလေးတွေကဆက်ဆက်ပြီးတော့စဉ်းစားလို့ရအောင်မြင်သွားအောင်ထည့်ပြောတာဖြစ်တယ်။ကျွန်တော်တို့စာမျက်တွေစုံမျက်တွေတီးပြီးဆိုတော့သူ့ရဲ့လုပ်ငန်းဆောင်တာ function ကိုဆက်ကြည့်လိုက်အောင်။သူ့ရဲ့ function ကနံပါတ်1က elbow flexion တဒောင်စစ်ကိုကိုယ်လိုက်ခြင်း elbow flexion နောက်တစ်ခုကကျွန်တော်တို့ elbow super nation အဲ့မှာတစ်ခါလေးရှင်းရမယ်ဆိုရင်ဒါက neutral ဒါက super nation လက်ပတ်လက်ဒါက pro nation လက်မောက်ခုံဒီအခေါ်ပေါ်လေးတွေတိထားတဲ့အခါမိတ်ဆွေတို့တချို့ကစားနည်းတွေကိုလေ့လာတဲ့အခါအလွယ်တကူလေ့လာလို့ရှာတယ် super nation neutral pro nation အဲ့အချိန်မှာဒီလက်မောက်ကြွတာကအလုပ်လုပ်တယ်နောက်ပြီးတော့အနည်းငယ်လေး အထောက်ကူပြုတာကအကယ်၍မိတ်ဆွေရဒီခန္ဓာကိုယ် mid line နဲ့ဝေးရကိုလက်ကိုဒီလိုဆန့်ထုတ်လိုက်မယ် shoulder adduction လုပ်လိုက်မယ်ဆိုရင် long hack ကနည်းနည်းလေး bias ဖြစ်တယ်အကယ်၍ခန္ဓာကိုယ်ရဲ့နီးရ AD dashin ADD dashin လုပ်လိုက်မယ်ဆိုရင် short hack ကနည်းနည်းလေး bias ဖြစ်တယ်အဲဒါလေးကိုလည်းရေဘူအဖြစ်မှတ်ထားပေးနောက်ပိုင်း တချို့နည်းနည်းလေး controversial ဖြစ်တဲ့လေ့ကျင့်ခန်းတချို့ကိုပြောတဲ့အခါမှာအဲ့ဟာလေးကိုထည့်ပြောခြင်းလို့ဒါဆိုရင်ကျွန်တော်တို့လေ့ကျင့်ခန်းကိုဆက်ကြည့်လိုက်အောင်လေ့ကျင့်ခန်းရွေးချယ်တဲ့အခါမှာကျွန်တော်တို့ share video တွေကြည့်ထားတယ်ဆိုရင်တော့သိတယ် the join ကိုအသေးထား the join ကိုလှုပ်ရှားအဲ့တော့ the join ကိုအသေးထားရအောင်အသေးထားတဲ့နေရာမှာဟုတ်တယ်သူဒီ scapula လက်ပြင်ရိုးကစတယ်တိုးတော့လဲပဲလက်ပြင်ရိုးမှာမပြီးဘူးသူကဒီလိုလေး shoulder join လေးကိုတွဲပြီးတော့ဟိုးအောက်မှာဇွတ်ဆိုသွားကတ်ဟုတ်တယ်ဟုတ်အဲ့တော့ကျွန်တော်တို့ scapula ကြီးကိုလည်းအသေးထားမယ် ရိုးသားဂျွိုင်းကြီးကိုလည်းအတေထားတဂျွိုင်းအတေထားတဂျွိုင်းလှုပ်ရှားသူ့ရဲ့ action ကဘာလုပ်တာလဲတရောင်စစ်ကိုေးတယ်လက်ကိုပလက်လှန်အဲ့တော့လက်ပလက်လှန်ပြီးတရောင်စစ်ကိုေးလိုက်တယ်ရော့အမှာပိုင်းဆက်ကစားတယ် okay ဒါဆိုရင်ကျွန်တော်တို့ကဒီလိုကိုေးကျင်တိုင်းကိုေးဒီလိုအငင်လေးကိုေးကျင်တိုင်းကိုေးလိုက်တိုင်းပြီးသွားတာမဟုတ်ဘူးထုံးစံတိုင်းပဲကြွက်သားတိစားဖို့အတွက်အကောင်ဆုံး main driver ဒီ mechanical tension qualitative tension ကောင်းကောင်းရဖို့လိုအပ်တယ်အဲ့တော့ဒီဂျွိုင်းအတေထားဒီဂျွိုင်းလှုပ်ရှားကစားတော့လဲပဲ ်ဒီအောင်နားမှာကျတော့လွယ်တယ်ဒီအလဲမှာခက်တယ်ဒီအပေါ်မှာကျတော့လည်းလွယ်တော့အဲ့ဆိုအပြည့်ကစားရမှာလားဘလောက်ပဲကစားရမှာလားဘလို့ကစားရမှာလဲကစားနည်းတွေကအများကြီးစဉ်းစားစရာဖြစ်လာအဲ့တော့တော့အရွယ်ဆိုရင်တော့ယူပဗေဒ10တန်းတော့က chapter 2လောက်မှာဖြစ်မယ် liver m သဘောတရားအရာပေါ့အဲ့ liver m သဘောတရားအရာမှာကျွန်တော်တို့ကသင်ထားပြီးသားကျွန်တော်တို့ external movement အရင်ရှည်လေးလေး force များများထုတ်ရလေးအဲ့တော့ force များများထုတ်ဖို့လိုတယ် class 3 liver ပေါ့နော်ဒီမှာပုံလေးနဲ့ကျွန်တော်တို့ပြထားတယ်အဲ့တော့ကျွန်တော်တို့အပံပြေကြီးဆွဲရအောင် ကျွန်တော်တို့ရဲ့ဝင်ယူအဲ့အကွာဝေး external movement အရှေ့လေးလေး force man များထုတ်ပါလေဒီမှာဆိုတိုးတယ်ဒီမှာဆိုအရှေ့ကြီးဖြစ်သွားပြီအဲအဲ့လိုမျိုးပေါ့အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့ကစားမယ်ဆိုရင်ပုံပြီးထရောက်တယ်အဲ့ဒါလေးကိုနားလဲမယ်ဆိုရင်ပုံပြီးလွယ်ကူတယ်ဒါဆိုရင်ကျွန်တော်အတိအကျနောက်ဆုံး research တွေဘယ်လိုမျိုးတွေ့ထားလဲဆိုရယ် graph လေးနဲ့ကျွန်တော်ဆက်ပြီးတော့ရှင်းပြမယ်ကျွန်တော်တို့လမောင်းကိုွေးလိုက်တဲ့အခါမှာကျွန်တော်တို့ long head short head နှစ်ခုပေါင်းထားတယ် ဘိုက်ဆက်ဘရခီယိုင်ဘဲအလုတ်လုတ်သွားတာမဟုတ်ဘူးအဲ့အောက်မှာရှိတယ်ဘရခီယလက်ရှိသေးတယ်နောက်ပြီးတော့ဘရခီယိုင်ရေဒီယိုလက်ဆိုတာလည်းထပ်ပြီးတော့ဒီနားလေးမှာရှိသေးတယ် အဲ့တော့ဒီထိရောက်တဲ့ကစားနည်းကိုကစားတဲ့အခါမှာကျွန်တော်တို့ကဒီဂရီဘယ်လောက်မှကစားမလဲဆိုတော့နောက်ပိုင်းတို့ကရှာလိုက်တယ်မလို့တော့မကစားတော့ဘူးအဲ့တော့အတက်နိုင်ဆုံးကျွန်တော်ဒီတိုင်းအလွတ်ကစားရတာထက်ဆိုင်ရင် assist ယူလိုက်တယ်ပေါ့နော်ဒီ scapulary shoulder တွေကို assist လုပ်လို့ရအောင်ကျွန်တော်တို့ pressure curl machine လိုဟာမျိုးသုံးတာမျိုးရှိတယ် machine curl လောက်တာရှိတယ်ဒါမှမဟုတ်အဲ့လိုမျိုး machine မအားဘူးဆိုရင်ကျွန်တော်တို့ကဒီ bench ကိုထောင်ပြီးတော့ဒီလိုမျိုး stabilize ဖြစ်အောင်လုပ်ပြီးတော့ကစားရရှိအဲ့မှာအဲ့ bench ကိုဘယ်လောက်ဒီဂရီထောင်မလဲဆိုတာဒီ graph မှာတွားပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့ကစားခြင်းနဲ့ bicep bracket က လောက်ဟတ်ရှော့ဟတ်ကိုအကောင်းဆုံးက20နဲ့80ဒီဂရီချားမှာပေါ့နော်ဒီမှာဒီဂရီလေးမြင်အောင်ကျွန်တော်ပုံနဲ့ပြထားတယ်20နဲ့80ဒီဂရီမှာဆိုအဲ့ကောင်က optimum ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကလောကဒီကောင်လေးကိုညင်အောင်ချုပ်လိုက်တယ်20-80ဒီဂရီချားမှာဒိုင်းဒိုင်းဆိုပြီးတော့ဆွဲကြတယ် recline color ဆိုပြီးလဲချိုကအဲ့လိုမျိုးခေါ်ပြီးတော့ဆွဲကြတယ်အဲ့တော့ကျွန်တော်ကတော့ဟိုးအရင်တည်းကဒီဟာတွေမပေါ်ခင်မတိခင်တည်းကပေါ့နော်ကျွန်တော်ကျွန်တော်ခံမှန်းကြည့်တယ်ဘယ်လောက်မှ optimum ဖြစ်လဲဆိုတာကြည့်ကြည့်တယ်အဲ့တော့ကျွန်တော်လွန်လောင်းအကိုးတွေကဒီလိုလေးကျွန်တော်ကစားတယ် တချို့ကပြောတယ်ဘာလို့အဆုံးထိမတင်တာလဲအဆုံးထိတင်အောင်ဘာမှမဟို leverage ကမရဘူးလေ stimulus ကလည်းအဲ့လောက်မရဘူးလို့ဒီနားလောက်ကနေထားပြီး20လောက်ကနေထားပြီးကျွန်တော်ကတော့80ကစားရတချို့ကနည်းနည်းထူးဆန်းနေပေါ့နော်အဲ့လိုတွေးကြတယ်ဒါကကျွန်တော်ရဲ့အတွေ့အကြုံလေးနဲ့ဆက်ဆက်ပြီးပြောပြတာနောက်တစ်ခုကကျွန်တော်တို့ brickless long head နဲ့ short head ကအနောက်မှာရှိတဲ့ master အဲ့ master ရဲ့ leverage ကိုကြည့်မယ်ဆိုရင်ဒီ graph မှာသူက80နဲ့အထက်မှာမှာလုံးဝအကောင်းဆုံး stimulus ကိုရတာ အကောင်းဆုံး tension ကိုရတာဆိုတော့ကျွန်တော်တို့စကစားတွေကတဝက်ကနေစလိုက်ကျွန်တော်တို့ဒီတင်မအမြင့်လောက်ပေါ့နော်တင်မအမြင့်လောက်ကရှိတဲ့နေရာနေစလိုက်မယ် grip မှာကသူကဘယ်လိုဖြစ်သွားလဲဆိုကျွန်တော်တို့ super nation grip ကအဲ့လောက်ကြီးတူတူအထောက်ကိုမပြုတ်ဘူးကျွန်တော် neutral grip ဒါမှမဟုတ် pro nation grip ကိုကိုင်မယ်ဒါကိုနှစ်သက်တလို့ကိုင်ဒီ grip ကိုအမှမှာစတဲ့နေရာကကျွန်တော်တို့ကတဝက်လောက်ပေါ့နော်ဥမာ cable နဲ့ကစားရဲဆိုရင်ဒီလိုပဲကန်ကန်ဒီလိုပဲကန်ကန်ဒီမှာ set up လုပ်ပြီးတော့ဒီလိုမျိုး ဆွဲမယ် hammer curl လုပ်လဲရတယ်ကွာတေချာလေးထောက်ပြီးတော့ဒီ incline bench မှာဒီလိုထောက်ပြီးဆွဲလဲရတယ်ကြိုက်တဲ့ပုံစံသွားလို့ရတယ်အဲ့ဒီကောင်က brachialis အတွက်ဖြစ်တယ်နောက်ဆုံးတစ်ခုကကျွန်တော်တို့ brachial radialis ဒီကောင်လေးကကြတော့ကျွန်တော်တို့ grip က pronation grip မှာတော့အကောင်ဆုံးဖြစ်တယ်နောက်တစ်ခုသူ့ရဲ့ထူးခြားမှုလေးကသူ့ရဲ့ leverage ကကျွန်တော်တို့ကဒီ resistant profile အရာအောက်မှာဆင်းလေဆင်းလေဆင်းလေလွယ်လေအပေါ်ကိုတက်လေတက်လေတက်လေခက်လေသူကအဟိုးအပေါ်ဆုံးမှာမှာလုံးဝ peak တန်ရှင်းကြီးရရသွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီအောက်ကိုဆင်းအပူကြီးဘာမှဟို resistant quality mechanical tension မရတဲ့အတွက်ကြောင့်ဒီလိုကြီးအစအနေအဆုံးဒီလိုကြီးဆွဲမနေတော့ဘူးအဲ့တော့ဒီတဝက်လောက်ကနေပဲစလိုက်တယ်တဝက်လောက်ကနေစပြီးတော့ဒီမှာညှစ်ပြီးဆွဲတယ်ဒီလောက်ထိပဲပြန်ချတယ် အဒီကောင်လေးတွေအတွက်ကစားရတာပေါ့နော်နောက်ဆုံးအတွက်ကစားရဒါနဲ့မိတ်ဆွေတို့ကဟာကစားနည်းတွေအများကြီးပဲဘယ်လိုရွေးရမလဲအဲ့လိုမျိုးလိုက်ဆန်းနေတဲ့အချိန်တွေကျွန်တော်တို့ကကုန်ပါပေါ့ထိရောက်တယ်မထိရောက်ဘူးဆိုတော့ကျွန်တော်တို့ဘယ်လိုတိုင်းတာမလဲအင်းနဲ့ခေါင်းရှုပ်နေတယ်အစားတော့နဲ့ပတ်သက်လို့လည်းဘယ်လိုသေးချာစီစဉ်ရမလဲမသိဘူး training volume တွေဘာညာကြီးလဲရှုပ်နေတယ်ဆိုရင်ကျွန်တော်တလမှာတင်းနန်းသားတရားသားအတီးတက်လက်ခံပေးတယ်ရာနှုန်းပြအာမခံ body recomposition program ရှိတယ်ပြည့်တို့ရဲ့ information တွေ21ချက်တောင်းပြီးတော့ customize program အတိအကျလုပ်ပေးမှာဖြစ်တယ် အစားတောက်တွေပြန်လဲစစ်ဆေးပေးတယ်လေ့ကျင့်ခန်းတွေပြန်လဲစစ်ဆေးပေးတယ်လိုအပ်တာတွေပြန်ပြီးတော့ပြင်ပေးတယ်ဒီတိုင်းရော့ program ပေးလိုက်တယ်ရော့စားချင်တာစားလုပ်ချင်တာလုပ်ဆိုတာထက် okay စင်ပြေလာမပြေဘူးလားဘလို့ရှိလဲဘာလေးပြောင်းချင်လဲအသေးစိတ် follow up လေးတွေလိုက်ပြီးတော့နေ့တိုင်းအင်စာစစ်ပေးတယ်ကျွန်တော်ရဲ့ signature program ဖြစ်တယ်။လစဉ်တင်နန်းတရတီးတန်လက်ခံပေးရဆိုတာကျွန်တော်အဲ့ထပ်ပို့ပြီးအများကြီးလည်းမလုပ်ပေးနိုင်လို့ဖြစ်တယ်။အဲဒါကတော့လစဉ်လစဉ်လူပြည့်သွားတဲ့လတွေလည်းရှိတယ်။မမိလိုက်တဲ့သူတွေလည်းရှိတယ်။ဒီလမှာတော့ကျွန်တော် တခြားတင်တဲ့ခုကျင်ညာနေရာနဲ့သတိမထားမိလိုက်တာလေးလည်းရှိမယ်အဲ့တော့ဒီ program လေးပြန် run နေပါပြီဒီလအတွက်ပြန်လဲလက်ခံနေပါပြီဒါကတော့ကျွန်တော်တို့ဒါ research data တွေနဲ့လေ့လာတွေ့ရှိချက်စာရွက်ပေါ်မှာပြောတဲ့အကြောင်းအရာတွေဖြစ်တယ်ဒါကလုံးဝ nonsense ဖြစ်တယ် bullshit ဖြစ်တယ်လို့တော့ကျွန်တော်တို့တတ်မှတ်လို့မရဘူးတေချာလေးတိုင်းတာပြီးတော့ဖော်ပြထားတဲ့ graph တွေဖြစ်တယ်။တို့တော့ညာလေဒါတွေတခုမှမတိဘူးမတိဘူးဆိုတာစော်ကားတာတော့မဟုတ်ဘူးတကယ်ကိုမတိဘူးဒါတွေရှင်းမလဲမတိဘူးဒါပေမဲ့ကိုယ့်အကိုစော့ပြီးတော့ ခန္ဓာကိုယ်လက်မောင်းကျက်တာအရန်ကြီးထွားနေတဲ့သူတွေအရန်လက်ပနေတဲ့သူတွေရှိတာပဲကျွန်တော်လည်းပုံမှန်လေးလေးပြောရင်အဲ့ဒီ graph တွေထားပြီးကျွန်တော်မသိခဲ့ခင်တော့ကကိုယ့်ကိုရမ်းမှန်းပြီးတော့ကျွန်တော်20 90ဘိုင်း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 ဆိုပြီးတော့ဆော့နေရည်လေရှိတာပဲကျွန်တော်လက်မောင်းနေထားလဲအဲ့လောက်ထိတော့ရောက်တာပဲဟုတ်ကိုယ့်စကိုယ်တော်ကြီးနေတည်းအဲ့တော့ ကျွန်တော်တို့ပြောချင်တာကတော့ဒီတိုင်းကန်တီကမ္မလူတိုင်းခုနှစ်အသားသမီးအကုန်လုံးဒီလိုကစားရမယ်တော့မဟုတ်ဘူးဒါဆိုကျွန်တော်ဘယ်လိုအခုကစားနေလဲဆိုရင် curl လုပ်တဲ့အခါမှာကျွန်တော်တို့ dumbbell curl လုပ်တယ်ဒီခါလေးကျရင်ဒီ machine နဲ့ preacher curl လုပ်တာတိတ်မကြိုက်ဘူးအဲဒီလိုမျိုး elbow ထောက်ပြီးတော့လုပ်တာမျိုးလည်းတိတ်မကြိုက်ဘူးဘာလို့လဲဆိုဟုတ်တယ် stability ဖြစ်ရင်အကောင်းဆုံးပဲ optimal ဖြစ်ဆုံးပဲ hypertrophy ဖြစ်ဖို့အကောင်းဆုံးပဲဒါပေမဲ့ကျွန်တော်ပို့ပြီးတော့ကြိုက်တာတေချာလေးကိုယ့်ကိုထိုင်ပြီးတော့ကိုယ့်ကို scapula လေးကိုချုပ်ပြီးတော့ ်လက်ဖြန်ကိုချစ်ချစ်ပအောင်ဆုပ်ကင်ပြီးတော့တေချာလေးတစ်ဖက်ချင်းအဲ့လို curl လောက်ရတာကြိုက်တယ်ဒါ personal preference အရ optimum ဖြစ်ချင်ပါလေဖြစ်မယ်ကျွန်တော် curl လောက်ရင်အဲ့လိုလုပ်တယ်အဲ့ဒါခါလေး basin curl လုပ်တယ်နောက်တစ်ခုကလုံးဝ controversial အဖြစ်ဆုံးကျွန်တော်တို့ဒီလိုမျိုးခန္ဓာကိုယ်နဲ့နှီးရအောင်ဆွဲလိုက်ရင် short head က bias ဖြစ်တယ်ခန္ဓာကိုယ်နဲ့ဝေးရအောင်သွားရင် long head က bias ဖြစ်တယ်လို့ကျွန်တော်တို့ကအကြမ်းမြင်အဖြစ်အရင်တော့နားလေထားတယ်အခု research တွေကဒါကလုံးဝ nonsense ပဲပေါ့နော်မလို့ဘူးပေါ့ jasker bro jasker လောင်းဟာကော short head ကော insertion origin ဒီမှာတွားပြီးတော့ဆက်နေတာဖြစ်တဲ့အတွက်ကြောင့် origin ကဘယ်လိုပဲလဲလား inception ကတခုလဲဆက်နေတာဖြစ်တဲ့ကြောင့် just curve bro ဆိုပြီးတော့သူကတတ်မှတ်ကြတယ်။ဒါပေမဲ့ inception ကဒီလိုလေးခွာနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့အဲ့လိုမျိုးတချို့ကွဲလွဲလေးတွေရှိနိုင်တယ်။ချိုးဆိုလဲဒီ superposition ကြီးကိုပဲတည်တံ counter force ထောက်ပြီးတော့ဒီလိုမျိုးကစားတာတွေလည်းရှိတာပဲ။ဒါတွေကတော့ ကိုချက်တဲ့ကိုလို့ဒါပေမဲ့ကိုကစားနေတာကတကယ် result တစ်ခုကောင်းလားရလက်တစ်ခုထွက်လာလားဆိုတာတော့အဖြေပဲပေါ့နော်ဟိုဟာတွေပြော့ဒီကြားတွေပြော့ဟိုစားတွေဖက်ဒီစားတွေဖက်အာသီးကြောင်ပြီးတော့လမောင်းစမုတ်တန်ဖြစ်နေလေအာနာဆရာကြီးလေသူများသွားပြီးတော့ရှင်းပြကိုကလမောင်းစမုတ်တန်ဆိုရင်လည်းမကောင်းအကိုကတော့ဟာဒါတွေမသိဘူးငါတို့ကလမောင်းအကြီးပဲဆိုလေအင်းကျေးဇူးပါတော့ပါတယ်ပေါ့ကောင်းပါတယ်ပေါ့နော်ဒါကတော့တောင်တောင်ငင်းခုန်နေမဲ့အစား တကယ်လက်တွေ့အလုပ်ဖြစ်တာလေးကိုကိုကကိုတိုင်ရှာဖွေရမှာကျွန်တော်ပြောရလဲနားထောင်လိုက်လိုက်လှုပ်ကြည့်လိုက်တချို့လူတွေပြောရလဲနားထောင်လိုက်လက်လှုပ်ကြည့်လိုက်လှုပ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 ်ဒါကိုနဲ့ဘာကိုက်လဲဆိုတာကိုရှာဖွေဖို့ပဲလိုတယ်ကျွန်တော်အခုပြောတဲ့ဒီ research data တွေရဲ့အတိုင်းကျွန်တော်အကန်တင်ကမအကုန်လုံးလိုက်ပြီးစမ်းပြီးလိုက်ပြီးကစားပြီးဒါပေမဲ့အကုန်လုံးကျွန်တော်မကြိုက်ဘူးကျွန်တော် personal preference အရာတချို့ဟာတွေကစားရှိရ Hammer Curl Volter ဖြစ်တယ်ဆိုပေမဲ့တစ်ခါလေ Hammer Curl ကျွန်တော်ကစားရင်ကစားအဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒါဒီသာမန်တရားဒါဒီသာအကောင်းဆုံးမဟုတ်ဘူးအချို့အားဖြင့်ဆိုရတော့၄ချိန်ခန်းတွေကို တေချာလေးကွာကိုကစားကြည့်ပါလေးဘက်ဒါမှမဟုတ်6ဘက်လောက်တိတိကျကျ progressive overload လောက် training diet recovery တေချာယူပြီးကစားကြည့်အဲ့တော့မှကောင်းတယ်မကောင်းဘူးဆုံးဖြတ်နောက်ပြီးတော့ကိုမကြိုက်ဘူးဆိုရင်အတင်းကြိတ်နေပြီးလုံနေစရာမလိုဘူးဘယ်သူမှရိုက်နှက်ပြီးလောက်ခိုင်းနေတာမဟုတ်ဘူးကိုပျော်ရတဲ့ကိုကြိုက်တဲ့ကစားနည်းလေးကိုရွေးချယ်ဖို့လေဒါ tips လေးပေးခြင်းပါတယ်